ားလုံးပဲမင်္ဂလာပါဗျာ GDS channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့အရှုံးကိုအရှုံးလို့လက်မခံဘဲနဲ့လေကျင်နေတဲ့မာဂိုမတ်အန်ကာလိုက်ရဲ့ဖြစ်အဖွဲဆိုတဲ့အကြောင်းပြီးတော့မာဂိုမတ်အန်ကာလိုက်ရဲ့အနေနဲ့နောက်ထပ်သူ့ရဲ့တိုင်ဘက်ဖိုင်တာကဘယ်သူဖြစ်သွားတယ်လဲဆိုတဲ့အကြောင်းနဲ့ UFC အဖွဲ့စီရဲ့ light heavyweight တန်းအနေနဲ့မကြခင်အချိန်တွင်းမှာ champion အသစ်ကိုမြင်တွေ့ရဖို့ရှိသလားစတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ပထမအဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ပြီးခဲ့တဲ့ UFC 320 event ပွဲစဉ်မှာရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့မာဂိုမတ်အန်ကာလိုက်ရက်နဲ့ LS Viral ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်မာဂိုမတ်အန်ကာလိုက်ရက်ကရှုံးနေသွားပေမဲ့သူနဲ့သူ့ရဲ့ဖွဲ့ကအခုချိန်ထိမှန်ကန်၄တိုက်ချမ်းနေတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ UFC 320 event ပွဲစဉ်မှာဆိုလို့ရှိရင် Marco Matt and Kalayet နဲ့ Alex Byer တို့ဟာရှစ်ပြိုင်ထိုးသက်သွားကြတာဖြစ်ပြီးတော့အဲ့ဒီ UFC 320 event ပွဲစဉ်ရဲ့ခေါင်းပွဲ main event အနေနဲ့ရှင်ပြိုင်ထိုးသက်သွားတာပဲဖြစ်ပါတယ်။ဒါမှမဟုတ် main event အနေနဲ့ရှင်ပြိုင်ထိုးသက်သွားတဲ့ဆိုတဲ့အနေထားမှာ မာဂိုမတ်အန်ကလိုင်းရဲအနေနဲ့ Ellis Pereira ကိုသူတို့နှစ်ယောက်ပထမတစ်ကြိမ်တွေ့ဆုံစဉ်တုန်းက striking ဘိုင်းမှာ Ellis Pereira ကျန်းလာပါတယ်ဆိုတဲ့ striking ဘိုင်းမှာအသာစီးကြယူရှင်ပြိုင်ထိုးသက်ကစားသွားခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့ဒီဒုတိယဝင်မှာအင်မတန်ကိုယုံကြည်မှုတွေပြင်းထန်တဲ့ပုံစံနဲ့ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးယုံကြည်မှုတွေပြင်းထန်တဲ့ပုံစံနဲ့ပွဲထွက်လာခဲ့တဲ့ဆိုပေမဲ့သူ့ရဲ့ဒီ team လို့ပြောရမယ် မာဂိုမတ်အန်ဂလိုက်ရဲ့မန်နေဂျာပြီးတော့မာဂိုမတ်အန်ဂလိုက်ရဲ့နီးပြအဖွဲ့တွေပြီးတော့မာဂိုမတ်အန်ဂလိုက်ရဲ့ကိုအပ်ပေးတဲ့ပြစ်သက်တွေနေနဲ့ LS Pyra ရိုးဘက်ကိုအမှန်ကန်လေးတိုက်ကြမ်းထားခဲ့တာဖြစ်ပြီးတော့ LS Pyra အနေနဲ့လုံးဝကို cyber bully ခံရတယ်လို့ပြောရမယ့်အနေထားရောက်သွားတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုး fighter နှစ်ယောက်နေနဲ့တယောက်နဲ့တယောက်အပြန်လန်တင်းမာနေတဲ့အနေထားမှာ LS Pyra ကိုကျွန်တော်ခုနကပြောခဲ့သလိုမှန်ကန်လေးတိုက်ကြမ်းထားခဲ့တာဖြစ်ပြီးတော့ဒီတိုက်ကြမ်းထားခဲ့တဲ့အဖွဲ့တွေအနေနဲ့ဒီ ဲလန့်စ်ဘိုင်ရာရဲ့ညာဝိုက်လက်သီးမိပြီးတော့မာကိုမတ်အန်ကာလက်ရကြီးလက်ချသွားပြီးတော့အဲဒီကမှတဆင့် ground ball လက်သီးချက်တွေတောင်ချက်တွေနဲ့အမှန်ကန်ကျွေးခံရတဲ့အခါမှာတော်တော်လေးကိုစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့တာဖြစ်ပြီးတော့ LS Byra ဘက်ကလည်းအမှန်ကန်ပြန်ပြီးတော့လေးတိုက်ခဲ့တာပဲဖြစ်ပါတယ်။ LS Byra ကိုရိုင်းအနေနဲ့ကမာဂိုမန်အန်ကလက်ရဲ့လက်ချသွားပြီးတိုင်းကတားသွားတဲ့အနေထားမှာသူ့အနေနဲ့မာဂိုမန်အန်ကလက်ရဲ့ကိုလှောင်ပြောင်တဲ့ပုံစံမျိုးလုပ်ပြခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ LS Byra အနေနဲ့ အမှန်ကန်လေးတိုက်ခံထားရတဲ့အတွက်ပြန်ပြီးတော့လက်စားချေတဲ့ပုံစံမျိုး သူ့အနေနဲ့မြင်တွေ့ခဲ့ရတာဖြစ်ပြီးတော့ LS Byra ဟာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာကိုအကောင်းဆုံးပြင်ဆင်လာခဲ့ပြီးတော့ view ဟာပိုင်းဆိုင်ရာမှာပါအကောင်းဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တာပဲဖြစ်ပါတယ်။ပြောရမယ်ဆိုလို့ရှိရင် LS Byra တဲ့ Magomet Angalaya ကပို့ပြီးတော့ well rounded fighter ဖြစ်တယ်ဆိုတာကိုလက်ခံရမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Magomet Angalaya နေနဲ့ဒီ ground game မှာရော striking မိုင်းမှာရော Ellis Barra ကို သူ့အနေနဲ့ပုံစံမျိုးစုံနဲ့ရှင်ပြိုင်ထိုးတက်နိုင်ခဲ့တဲ့အနေအထားရှိခဲ့ပါတယ်။ဒါပေမဲ့လည်း Magoman Angala ရဲ့အနေနဲ့အထအနေငယ်နှေးခဲ့တာဖြစ်ပြီးတော့ Ellis Barra အနေနဲ့ဆက်စားခြင်းဆိုသလိုပဲ Magoman Angala ရဲ့ကိုသူ့ရဲ့အားနည်းချက်တွေကိုတောက်လျှောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ Ellis Barra အနေနဲ့အမှန်ကန် Solo City ပွဲပြတ်ပြသွားနိုင်ခဲ့တာက Ellis Barra ရဲ့သူ့ရဲ့အဖွဲ့ရဲ့ Fighting IQ လို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့အဲ့ဒီပွဲစဉ်မှာ မာဂိုမတ်အန်ဂါလိုက်ရဲ့အနေနဲ့ရှုံးနိမ့်သွားခဲ့ရတာဟာသူ့အနေနဲ့နန်ယိုးတန်ရာရနေခဲ့တာဖြစ်ပြီးတော့အဲ့လိုမျိုးတန်ရာကြီးနဲ့မှဝင်ရောက်ရှင်ပြိုင်ထိုးတက်ခဲ့ပြီးရှုံးနိမ့်သွားရတာပါဆိုပြီးတော့မာဂိုမတ်အန်ဂါလိုက်ရဲ့တို့ဘက်ကအခုချိန်မှာပြန်ပြီးတော့ပြောလာခဲ့တာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မာဂိုမတ်အန်ဂါလိုက်ရဲ့ကအင်မတန်မကို စိတ်တက်ပြင်းထန်တဲ့ကစားသမားတူဖြစ်ပြီးတော့အဲ့ဒီလိုမျိုးစိတ်တက်ပြင်းထန်ခဲ့တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ဒဏ်ရာရသွားတော့မှလုံးဝကိုအနာမီယူပဲနဲ့ပွဲကိုမဖြတ်ဖဲနဲ့ LS Byra ကိုရှင်ပြိုင်ထိုးသက်ခဲ့တာဒါကြောင့်မို့လို့ LS Byra ကိုရှုံးနေခဲ့တာဒီတိုင်းဆိုရင် LS Byra ကိုအသာလေးနိုင်နေဆိုပြီးတော့သူနဲ့သူတို့ရဲ့အဖွဲ့တွေကလေတိုက်လာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးလေတိုက်လာခဲ့တဲ့အနေထားမှာကျွန်တော်အနေနဲ့ သုံးသပ်မိတာကတော့ဒါဟာအောက်လေတိုက်တယ်လို့ပြောမှာဖြစ်ပြီးတော့သူတို့အနေနဲ့တကယ်လို့သာနန်ရိုးတိုင်ရရရှိခဲ့မယ်ဆိုလို့ရှိရင်စောကြီးတွေကပွဲပေါ်နှုတ်ထွက်သွားခဲ့တင်တာပါအဲ့လိုမျိုးမနှုတ်ထွက်ပဲနဲ့ပွဲရှုံးသွားတော့မှအခုလိုမျိုးလာပြောနေတာဟာအကြောင်းပြချက်ပေးတယ်လို့ကျွန်တော်အနေနဲ့ကတော့ယူဆမိတာဖြစ်ပြီးတော့ထပ်ဆောင်းပြောကြချင်တာက Ellis Barra ကိုရှုံးနိမ်သွားခဲ့တာဟာဆိုလို့ရှိရင်နန်ရိုးတိုင်ရကြောင့်ရှုံးနိမ်သွားခဲ့တာမဟုတ်ဘဲနဲ့ Ellis Barra အနေနဲ့ညာခြေကန်ချက်နဲ့မာကိုမတ်အန်ကာလိုက်ရဲ့အောက်ပိုင်းကိုအထိနာစေခဲ့တာပါအဲ့ဒီကမှတစ်ဆင့် stand ပြောင်းဆော့သွားတဲ့မာကိုမတ်အန်ကာလိုက် တ်ရက်ကိုညာဝိုက်လက်သီးနဲ့အတူလဲကျစေခဲ့တာဖြစ်ပြီးတော့အဲဒီကမှတစ်ဆင့် ground mount လက်သီးချက်တွေနဲ့အဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ် ground mount တွေးတဲ့ဆိုတဲ့အနေထားမှာတရောင်နဲ့ရိုက်တာဟာသူ့ရဲ့နံရိုးကိုနှစ်ချက်တိသာရိုက်ခဲ့တာဖြစ်ပြီးတော့ကျန်တဲ့အချိန်မှာအာဂိုမန်အန်ဂါလိုက်ရဲ့ကိုခေါင်းကိုအမှန်အကန်တရောင်နဲ့ထောင်းပြီးတော့ရိုက်နေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒိုင်လိုဂျီဟက်ဒင်းကတားခဲ့တာဖြစ်ပြီးတော့တိုင်ပွဲရက်နဲ့အဆုံးသတ်သွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် မာဂိုမတ်အန်ကလိုင်းရဲ့အနေနဲ့ LS Byro ကိုရှုံးနိမ့်သွားတာဟာတကယ်ကိုမြင့်မြတ်တက်ရှုံးနိမ့်သွားခဲ့တာဖြစ်ပြီးတော့ LS Byro အနေနဲ့မာဂိုမတ်အန်ကလိုင်းရဲ့ကိုဒဏ်ရာရနေတဲ့အတွက်ကြောင့်မလို့နိုင်ယူသွားခဲ့တယ်ဆိုပြီးတော့ပြောလာခဲ့တာကတော့တကယ်ကိုမတရားဘူးအောက်လေတိုက်တယ်လို့ကျွန်တော်လည်းနေကတော့ထင်မြင်သုံးသပ်မိပါတယ်ဆိုတော့မာဂိုမတ်အန်ကလိုင်းရဲ့တို့အဖွဲ့အနေနဲ့လီတိုက်တာကိုရှော့ပြီးနိုင်ငံပြန်ပြီးစူးစမ်းပြီးတော့မှ LS Byro ကိုစိန်ခေါ်သင့်တယ်လို့ကျွန်တော်လည်းဒီနေရာကနေပြောချင်ပါတယ် ရိတ်သက်တီနေနဲ့ကရောမာဂိုမန်အန်ကာလိုက်ရဲ့အနေနဲ့ LS ဘိုင်ရာကိုရှုံးနေတာနန်ယိုဒန်ယာပြဿနာကြောင့်လားဒါမှမဟုတ်လုံးဝပဲကျွန်တော်ကကပြောခဲ့သလို LS ဘိုင်ရာအနေနဲ့မာဂိုမန်အန်ကာလိုက်ရဲ့ကိုတရားမျှတစွာနဲ့နိုင်ယူသွားလို့ရှုံးနေသွားတယ်လားဆိုတာကိုကော်မန့်မှာဆွေးနွေးတုံ့သက်ညှင်းခုံပေးခဲ့ကြပါမယ်ခင်ဗျာ နောက်ထပ်နေဆက်ပေးသွားခြင်းတဲ့ကြောင့်ကတော့မာဂိုမတ်အန်ကာလိုက်ရဲ့အနေနဲ့သူ့ရဲ့နောက်ထပ်ပြိုင်မဲ့ fighter ဟာ best fighter ဖြစ်နိုင်တယ်လဲဆိုတဲ့အကြောင်းကိုဇွန်နေ့သုံးသပ်ပေးပါမယ်။မာဂိုမတ်အန်ကာလိုက်ရဲ့အနေနဲ့ခုနကပြောခဲ့တဲ့အတိုင်းပဲ LS Barra ကိုရှုံးနိမ့်သွားတဲ့ဆိုတဲ့နေရာမှာသူ့အနေနဲ့တကယ်ကိုပထမအချိန်မှနေအလဲထိုးပြီးတော့ရှုံးနိမ့်သွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ LS Barra နဲ့ rematch ပြန်ရဖို့တော့တော်တော်လေးကိုခတ်သွားပြီပဲဖြစ်ပါတယ်။ LS Barrera အနေနဲ့ကလက်ရှိချိန်မှာဆိုလို့ရှိရင်လည်း Marco Manga လိုက်ရက်နဲ့ပွဲစဉ်မှာခြေမတန်ရာရရှိသွားတဲ့အတွက်ကြောင့်မို့လို့မကြာခင်ချိန်တွေမှာပွဲစဉ်ပြန်ထိုးဖို့ဆိုတာကတော့ခက်ခဲလိမ့်အောင်ပဲထင်ပါတယ်။ဒါကြောင့်မို့လို့ Marco Manga လိုက်ရက်အနေနဲ့ LS Barrera နဲ့တော့ rematch ပြန်ရမှာမဟုတ်ပဲနောက်တဲ့တခြားပြိုင်ဘက် fighter တရားရောက်နဲ့ရှင်ပြိုင်ထိုးသက်သွားရမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ Marco Manga လိုက်ရက်နဲ့ရှင်ပြိုင်ထိုးသက်သွားစေချင်တဲ့ fighter တယောက်ရှိပါတယ်။အဲ့ဒီ fighter ကတော့မကြာခင်အချိန်တွင်းကပဲ မဂုမန်ကလည်းရနဲ့ LS Barra ကိုရှင်ပြိုင်ထုတ်သက်သွားခဲ့တဲ့ UFC 320 event ပွဲစဉ်မှာပဲထုတ်သက်သွားတဲ့ fighter ဖြစ်တဲ့ Jerry Brohaska ဆိုတဲ့ fighter ပဲဖြစ်ပါတယ်။ Jerry Brohaska အနေနဲ့အဲ့ဒီပွဲစဉ်မှာသူ့ရဲ့ပြိုင်မဲ့ fighter ဖြစ်တဲ့ Carlin Rodrigo အလဲထိုးနဲ့နိုင်ယူခဲ့တာ ဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာအမှန်ကန်ပွဲကြံပြထားခဲ့တာပဲဖြစ်ပါတယ်။သူ့အနေနဲ့တက်တည်ပြသွားခဲ့တာကတော့သူဟာ light heavyweight ထဲမှာ LS Barra ကလွဲလို့ရှိရင်ကျန်တဲ့ fighter တွေကိုအမောက်သိပ်အပြက်ဖြတ်ပြနိုင်တယ်ဆိုပြီးတော့ သက်တည်ပြသွားခဲ့တာဖြစ်ပြီးတော့ Gabriel Haas ကအနေနဲ့သူဟာ light heavyweight ထဲမှာရှင်ပြိုင်ထိုးသက်ပြီးအနိုင်ယူထားတဲ့ပွဲစဉ်တွေအကုန်လုံးကိုသူ့အနေနဲ့အလဲထိုးဒါမှမဟုတ်ချုပ်ကွက်နဲ့အပြတ်ဖြတ်ထားတာဖြစ်ပြီးတော့ UFC ရဲ့ light heavyweight ထဲမှာသူ့ရဲ့ MMA record အရ100% finishing rate ရှိတဲ့ fighter ဖြစ်ပါတယ်ဆိုတော့ Jerry Bruhas ကအနေနဲ့လက်ရှိလောလောဆယ်မှာ9ပွဲဆက်နေတာ2ပွဲဆက်တိုက်ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ LS ပါရာနဲ့ရှင်ပြိုင်ထွတ်သက်ပြီးတော့ရှုံးနိမ့်လာခဲ့တဲ့မာဂိုမတ်အန်ကာလိုက်ရက်နဲ့ပွက်တဲပေးခဲ့မယ်ဆိုလို့ရှိရင်တော်တော်လေးကိုကြီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ကျွန်တော်အနေနဲ့ကတော့ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့သုံးသပ်မိတာက Gibrhas ကအနေနဲ့လက်ရှိလောလောဆယ်အချိန်မှာကျွန်တော်ခုနကပြောခဲ့သလို LS Barra ကလွတ်ရင် Light Heavyweight တန်းမှာရှုံးပွဲလုံးဝမရှိသေးတဲ့ fighter သူ့လိုပဲ Magomed Ankalaev ကလည်း LS Barra ကလွဲလို့ရှိရင် UFC ရဲ့ light heavyweight တန်းမှာရှုံးပွဲလုံးဝမရှိသေးတဲ့ fighter ဖြစ်ပြီးတော့သူ့အနေနဲ့ Alex Pereira ကိုလည်းတကြိမ်နိုင်ယူရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ fighter နှစ်ယောက်ရှင်ပြိုင်ထိုးသက်မဲ့ပွဲစဉ်ဟာတော်တော်လေးကိုကြည့်လို့ကောင်းပါပါကျွန်တော်အနေနဲ့ထပ်ပြီးတော့ထပ်ဆောင်ပြောပြရမယ်ဆိုလို့ရှိရင်တော့ Jiro Haska ရဲ့ဒီကစားပုံကစားနည်းဟာတော်တော်လေးကိုထူးခြားစမ်းချေတဲ့ပုံစံနဲ့ကစားတတ်တာဖြစ်ပြီးတော့သူ့ရဲ့ဒီ movement တွေကိုတစ်ဖက်ပြင်မဲ့ fighter ကခံမှန်းလို့မရလောက်တဲ့ပုံစံမျိုးနဲ့ရှင်ပြိုင်ကစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Marco Matt and Kyle ရဲ့အနေနဲ့ကလည်းတော်တော်လေးကိုပွဲကြတဲ့ပွဲကြုံသွားရ နိုင်ပါတယ်ဒါပြင်နောက်ကမန့်အန်ကာလိုက်ရအနေနဲ့ကလည်း stand fight ဘိုင်းမှာ ls power လို့ fighter လိုမျိုးကိုတောင်မှသူ့အနေနဲ့တော်တော်လေး pressure ပေးကစားပြီးတော့အနိုင်ရရှိထားခဲ့တဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ကတော့ကျင်းသေးပေါ့ ကြည့်လို့ကောင်းမဲ့ fighter ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့မာဂိုမန်အန်ကာလိုက်ရက်ကောဂျီဘရာစကာရော50 50ပဲလို့တကယ်တမ်းပွဲဖြစ်လာရင်ထင်မြင်သုံးသပ်မိပြီးတော့ဒီပွဲစဉ်ကလည်းမကြခင်အချိန်တွင်းမှာဖြစ်လာနိုင်ဖို့လားလားရှိနေတာပဲဖြစ်ပါတယ်ဂျီဘရာစကာအနေနဲ့ကတော့မာဂိုမန်အန်ကာလိုက်ရက်ကိုနိုင်ရရှိသွားခဲ့မယ်ဆိုရင် သူ့အနေနဲ့ LS ဘာရာကြီးနဲ့ထပ်တွေ့မှာဖြစ်ပြီးတော့မာဂိုမန်အန်ကာလိုက်ရက်အနေနဲ့ကလည်းဂျီဘာစကာကိုသာနိုင်ယူရရှိသွားခဲ့မယ်ဆိုရင်မကြည်ပွဲပြန်လဲထိုးသက်ရမယ်အတွက်ကြောင့်မလို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဒီပွဲစဉ်တွေဖြစ်မှာပဲဖြစ်ပါတယ် ဆိုတော့ light heavyweight တန်းရဲ့အနေအထားကိုပြောရမယ်ဆိုလို့ရှိရင်လက်ရှိလောလောဆယ်မှာ light heavyweight တန်းအနေနဲ့ဒီ champion စင်ခေါ်ခွင့်ရရှိနိုင်တဲ့ fighter အရေအတွက်ကတော်တော်လေးကိုနည်းပါးသွားပြီးဖြစ်ပြီးတော့ champion စင်ခေါ်ခွင့်ရရှိနိုင်တဲ့ကစားသမားပြီးတော့ champion နဲ့လည်းမထိုးသက်ခဲ့ဘူးတဲ့ကစားသမားဆိုလို့နံပါတ်3နေရာမှာရှိနေတဲ့ Carlos Usyk ဆိုတဲ့ကစားသမားပဲရှိပါတယ်။အဲကစားသမားအနေနဲ့ကလည်းလက်ရှိလောလောဆယ်အချိန်မှာသူ့အနေနဲ့ champion ကြီး Alex Barrera ကလည်းဒီပွဲထိုးဖို့အတွက်အားယုံမယ်ပြီးတော့သူက super fight တစ်ခုကိုလည်းရှင်ပြိုင်ထိုးသက်အောင်မယ်ဆိုတဲ့အတွက်ကြောင့်မလို့ champion စင်ခေါ်ခွင့် ဝင်ကတော့လက်ရှိတလောဆင်မှာရရှိနိုင်မယ်လို့မထင်သေးပါဘူးဆိုတော့ လိုက် heavy weight တန်းနေလည်းရှိလို့လို့ဆင်မှာကျွန်တော်ကကပြောခဲ့သလိုမာကိုမတ်အန်ကာလိုက်ရက်နဲ့ဂျီဘရာစကာရဲ့ပွဲစဉ်ကတော့ဒေါ်လေးကို hot နေတာဖြစ်ပြီးတော့ဒီ fighter ဦးရဲ့ပွဲစဉ်ရှင်ပြိုင်ထိုးသက်ဖြစ်ခဲ့မယ်ဆိုရင်တော့ champion စင်ကော်ကွင်းကဘယ်သူရရှိသွားနိုင်မလဲဆိုတာထပ်ပြီးတော့အပြေးထုတ်နိုင်တဲ့အနေအထားတိရောက်ရှိသွားနိုင်ပါတယ်ဆိုတော့ UFC ရဲ့ light heavy weight တန်းမှာပြိသက်ကြီးနေတဲ့နောက်ထပ်ဘဲ fighter ကို champion စင်ကော်ကွင်းရရှိနိုင်တဲ့ fighter ဖြစ်မြင်မိလေပြီးတော့ဘဲ fighter တွေနဲ့ဘယ်လိုရှင်ပြိုင်ထိုးသက်သွားစီကျင်တယ်လဲဆိုတာကို comment မှာဆွေးနွေးတုံ့တက်ခြင်းခုံပေးကြပါဦးခင်ဗျာဗီဒီယိုလေးကိုစုံလိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် it.